ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါချစ်တော်မိတ်ဆွေများအားလုံးမင်္ဂလာရှိတဲ့နေ့ရက်တက်မှာအရောက်တိုင်းပျော်ရွှင်ဝမ်းမြောက်နေကြပါစေအရောက်တိုင်းစိတ်ချမ်းသာကိုယ်ဤကျန်းမာခြင်းရှိကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့မကယ်တင်နိုင်သောယုံကြည်ခြင်းเนาะသင်ရဲ့ဘဝတတမှာလို့ရှိရင်ကယ်တင်ခြင်းကင်းမဲ့သောယုံကြည်ခြင်းရှိနေသလားเนาะယုံတော့ယုံတယ်ဒါပေမဲ့ကယ်တင်ခြင်းနဲ့ဝေးနေတယ်ဒါဆိုရှင်တမချန်းစာထဲမှာဆိုရှင် ယုံပြီးတော့ကဲတင်ခြင်းနဲ့ဝေးနေတဲ့သူကဘယ်လိုမျိုးလူတွေလဲဒီနေ့ကျွန်တော်ကိုယ်တိုင်ကပြန်လဲပြီးတော့ငါလည်းများဖြစ်နေသလားဒါမှမဟုတ်လည်းပဲငါရမိသားစုများဖြစ်နေသလားငါရတင်းတော်များဖြစ်နေသလားဒီနေ့ကိုယ်တိုင်ကပြန်လဲပြီးတော့ရည်တွက်နိုင်ဖို့ကိုယ့်ရဲ့ဘဝတတာကိုပြန်လဲရည်တွက်နိုင်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အပြင်ချစ်တဲ့မိတ်ဆွေတို့ကိုဖွင့်ပြသွားမှာဖြစ်ပါတယ်ဒါရှင်ရကုတ်ခန်းကြီးနှစ်ပိုင်ငယ်14ရက်နေ19ကိုကြည့်လိုက်တဲ့ခါမှာဆိုရှင်ဘလို့ဖော်ပြထားလေလဲဆိုတော့ရှင်ရာကုတ်ခန်းကြီးနဲ့ပိုင်ငယ်14ရက်နေ15ကိုကျွန်တော်ဖော်ပြခြင်းပါတယ် အာတမာကျန်တာအပိုင်းငယ်14ကနေမှာလို့ရှိရင်16 ठी เนาะဖော်ပြထားတယ်ဆိုတာကိုတွေ့ရမယ်။ဒါကြောင့်ငါညီကိုတို့တစုံတယောက်သောသူကငါသည်ယုံကြည်ခြင်းရှိဟုပြောလျက်အကျင့်ကိုမကျင့်ဘဲနေလျင်အပေကြိုးကျေစုရှိသည်နီ။ထိုယုံကြည်ခြင်းသည် ထိုသူကိုကဲတင်နိုင်သလား။ညီအကိုမောင်နှမတို့သည်အဝိချီးစီရှိ၍နေတိုင်းစားရသော အစာ မရှိသောအခါသင်တို့တွင်တစုံတယောက်သောသူကငြိမ်ဝတ်စွာသွားကြလော။နွေးကြလော။ဝါကြလော့ဟု ြောလျက်သူတို့ကိုနှင့်တော်လျော်သောအတုံးဆောင်ကိုမပေးဘဲနေလျက်ဘယ်ကျေးဇူးရှိသနည်းထိုနည်းတို့အချင်းနှင့်ကင်းသောယုံကြည်ခြင်းသည်တပါးတည်းရှိသောကြောင့်အသေးဖြစ်၏တဲ့တနည်းကားသင်သည်ယုံကြည်ခြင်းရှိငါသည်အချင်းရှိသောပြင်း၍သင်သည်အချင်းမချင်းဘဲသင်၏ယုံကြည်ခြင်းကို ပြလောငါမူကားအကျင့်အားဖြင့်ငါဤယုံကြည်ခြင်းကိုပြမည်ဟုပြောเสียရှိ၏ ဖရာသခင်တစုဒီရှိသည်ဟုတင်းသည်ယုံဤကောင်းပြီနတ်ဆိုးလို့ဒီယုံ၍ကြောက်ရွံ့တုန်လို့ကြာဤချစ်တဲ့မိစေပေါ့ဒီကြမ်းချက်ကိုဖားလိုက်တဲ့ခါမှာယနေ့ကျွန်တော်ကဲတင်ချင်းစုကျေစုတဲ့အလွန်မှပင်အရေးကြီးတဲ့တော့ချက်ကိုဖော်ပြတာလာတွေ့ရမယ်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ဖရာကိုယုံကြည်တယ်ဘာဘာကြောင့်ယုံကြည်ကြတာလဲကျွန်တော်ရရှိခြင်းနဲ့ကဲတင်ချင်းလေတော့ကဲတင်ချင်းရခြင်းတဲ့အတွက်ကြောင့်ယုံတာဖြစ်တယ်ကျွန်တော်ရောက်တော့ရှင်ဖရာပေးတဲ့ကောင်းကင်နိုင်ငံတော်ကိုရောက်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်အားလုံးကဖရာကိုယုံကြည်ကြတာဖြစ်တယ် ကျွန်တော်ဘုရားကိုယုံကြည်တယ်ပြောပြီးတော့ကျွန်တော်အားလုံးကတော့ရှင်ဘသူမှငရဲကိုတော့မသွားချင်ကြပါဘူးဘသူမှလည်းပဲကဲတခြင်းစုကျေစုနဲ့ဝေးမှန်ကိုလည်းပဲဘသူမှလည်းအလိုမရှိကြပါဘူးဒါဒီနေ့ကျွန်တော်ရသက်တာမလို့ရှင်တစုံတယောက်သောသူကငါသည်ယုံကြည်ခြင်းရှိဟုပြောလည်းအကျင့်မကျင့်ပဲနေရင်တဲ့ယုံကြည်တယ်ပြောပြီးတော့ဘုရားရဲ့စကားကိုနားမထောင်ပဲမလိုက်လျှောက်ပဲနေရင်တော့တဲ့ဘာကျေစုရှိမလဲနော်ဘုရားကိုယုံကြည်တယ်ပြောပြီးတော့သင်္ကာတို့ရှင်ဘာအကျိုးရလတ်မှာရမှာမဟုတ်ဘူးတဲ့တော့ အကျိုးကျေးဇူးဘာမှမရှိမှာမဟုတ်ဘူးတဲ့နော်ချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကဘုရားကိုယုံကြည်တယ်ဆိုရင်ဒီနေ့ကျွန်တော်အားလုံးကဆိုရင်ဘုရားသခင်ရဲ့စကားကိုနားထောင်ဖို့အလုံးမပဲယုံကြည်တယ်ဒီမှာတမန်ကျမ်းစာထဲမှာဖော်ပြတဲ့အခါမှာလို့ရှိရင်အငယ်စကိုးကိုကြည့်လိုက်ခါမှာလို့ရှိရင်ကျွန်တော်တို့လူတွေကဘုရားကိုယုံတယ်ပြောပြီးတော့ဘုရားသခင်ရဲ့အလိုတော်တိုင်းမလိုက်လျှောက်တဲ့အပြင်မှာကျွန်တော်အားလုံးကလောကမှာလာရလာရနဲ့ကိုထင်ရဆိုင်နေကြတဲ့သူတွေများစွာရှိကြတယ်ဒါယုံကြည်သူတွေကြည့်လိုက်တဲ့အခါမှာယုံကြည်တွေကဆိုရှင် ရွာတွေမှာပဲသွားသွားเนาะကျွန်တော်တရားခွဲသွားတဲ့ခါမှာယုံကြည်သူတွေဘာဖြစ်နေကြလဲယုံကြည်တွေယုံကြည်သူတွေမူးနေတဲ့သူတွေရှိမယ်ယုံကြည်သူတွေသာဆိုရင်ကုန်းဝါတဲ့သူတွေရှိမယ်စစ်တွေတောက်တဲ့လူရှိမယ်ယုံကြည်သူတွေသာဆိုရင်တခါတဲ့ရွာရိုးကိုပေါက်လိုက်ပြီးတော့ဆိုရှင်စုဆဲနေတဲ့သူတွေရှိလိမ့်မယ်ဒါယုံကြည်သူတွေလို့ပြောတဲ့ခါမှာဆိုရှင်ဖယားသခင်ရဲ့တာသမီမပီတာတဲ့ပြင်မှာဆိုရှင်ရွာမှာဆိုရှင်တကယ်ရွာစော်ကြီးတွေဖြစ်နေကြတယ်ဒါဆိုချစ်တဲ့မိစေပေါင်းတော့ဒါဆိုသင်ဟာ ဖယားသခင်ကိုယုံကြည်တယ်ပြောပြီးတော့တင်ကားလို့ရှင်ယုံကြည်တာပဲရှိတယ်ဒါပေမဲ့တင်ကိုယ်တိုင်ကဖယားရဲ့အလိုတော်ကိုလိုက်မလျှောက်ဘူးဖယားရဲ့အလိုတော်တိုင်အသက်တာကိုမရှင်းတန်ဘူးဆိုရင်တော့တင်ဟာဘာကြိုးကျေးဆုရှိမလဲနော်တင်းရဲ့ယုံကြည်ခြင်းကဆိုရင်ဘာမှအကျိုးကျေးဇူးမရှိမနဲ့အဲ့ဒီယုံကြည်ခြင်းကအသေးပဲနော်ချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်ရအသက်တာမလို့ရှိကျွန်တော်ယုံကြည်တယ်ဆိုတာနတ်ဆိုးတွေလောက်မမိဘူးတဲ့နော်နတ်ဆိုးတွေကဆိုရှင်ယုံကြည်တဲ့အခါမှာဘလို့ဖော်ပြရလဲဆိုတော့ ဖယားတစုဒီရှိသည်ဟုသင်ယုံကြည်တယ်မှန်တယ်အဲ့ဒါသင်ယုံကြည်တယ်ကောင်းပြီတဲ့ဒါယုံကြည်ခြင်းကောင်းတယ်ဒါသင်ရလို့ရှင်ဖယားသခင်ကလို့ရှင်ကဘာမိုးမြင်စကြဝဠာကိုဖန်ဆင်းပိုင်တတော်မူသောဖယားတစုဒီဖယားဖြစ်တယ်တော့အဲ့ဒီဖယားရှိတယ်ဆိုတာသင်ယုံကြည်တယ်ဒါယုံကြည်တယ်ဆိုတာကောင်းပါတယ်ဒါပေမဲ့ချစ်တဲ့မိတ်ဆွေနတ်ဆိုးတွေကဖယားကိုယုံယုံတော့မကမနဲ့ကြောက်ယုံပြီးတော့တုန်လှုပ်တယ်တော့ဖယားရှိတော့မောက်ကိုရောက်ရင်တောင်မှနတ်ဆိုးရဆိုရှင်လုံးဝမနေတော့ကြောက်ဒူးတုန်တယ်ဆိုတော့ကိုဖော်ပြထားတယ်နော် မှာခရစ်တော်ဒီကမ္ဘာလောကကိုလာတဲ့ခါမှာနတ်ဆိုးတွေသွားပြီးတော့နှင်ထုတ်တဲ့ခါမှာနတ်ဆိုးတွေဘလောက်ကြောက်တယ်လဲနော်ခရစ်တော်မိုက်ရင်မိုက်ပါတယ်လို့ပဲသူတို့အားလုံးကဆိုရှင်ထွက်သွားတာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်နတ်ဆိုးတွေကဆိုရှင်ခရစ်တော်လာရင်တောင်းပါဟာဘုရားရဲ့သားတော်နော်ဆိုတာသူတို့တန်းသိတယ်တန်းသိတယ်လို့ရသူတုံလှုပ်တယ်ခြောက်ခြားတယ်ရှောက်တောင်ကြောက်တယ်နော်ဒီနေ့ကျွန်တော်အားလုံးဘုရားရဲ့သားသမီးတွေကတော့ယုံကြည်တယ်ယုံကြည်သူပြောပြီးတော့ဖះမကြောက်တရားမကြောက်ကျွန်တော်အားလုံးကရှင်းတန်နေကြတယ် ော်ဒါတကယ်အန်ဒီရဲ့စုံထဲမှာကျွန်တော်ရောက်နေတာဖြစ်တယ်။ယုံကြည်သူပြောပြီးတော့ကျွန်တော်အားလုံးကလုံးဝမိမိကိုယ်ကိုမိမိအန်ဒီရဲ့စုံကြီးထဲမှာအန်ဒီရဲ့ပြုတ်နေတဲ့ထဲမှာရောက်နေတယ်ဆိုတော့ကျွန်တော်မသိကြဘူး။ဘာအန်ဒီရဲ့လဲအသက်အတွက်အန်ဒီရဲ့။ထာဝရအတွက်စုံရှုံရမယ်အန်ဒီရဲ့ကြီးထဲမှာရောက်နေတယ်ဆိုတော့ယနေ့ကိုယ်တိုင်ကသိရှိပြီးတော့သဘောပေါက်ဖို့ရန်အတွက်အလုံးမပဲရည်ကြည်ပါတယ်။ဒါရှင်ရကုတ်ခိုင်းနှစ်ပိုင်ငယ်20ကိုကြည့်တဲ့အခါမှာလည်းပေါ်တော့သူအကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်အသေးဖြစ်ဒီကို သိချင်တယ်လို့တဲ့เนาะဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့နော်နားထောင်ခြင်းမရှိတော့ယုံကြည်ခြင်းဟာစာတန်ရဲ့ယုံကြည်ခြင်းနဲ့တူတယ်တဲ့เนาะစာတန်ကဖျားရှိတယ်ဖျားကိုယုံတယ်เนาะဖျားဆိုတာသူယုံတယ်ဒါပေမဲ့ तू ကနားမထောင်ခဲ့ဘူးလေစာတမနာတို့ရှင်ကောင်းငင်မှာရှိတော့ကတို့ရှင်နန္ဒသားမိုးတောက်ကျဲအိုးလှတကလှယာရုထဲမှာလည်းအမြင့်ဆုံးပဲเนาะကြော်စောဂိတ်ထိနေတခါတည်းကောင်းငင်တမန်ရှင်းမောင်မှာထဲဝါတဲ့သူတယောက်ဖြစ်ခဲ့တယ်တို့မေတော်ညာလည်းပဲ तू ကဖျားကိုယုံတယ်ဒါပေမဲ့နားမထောင်ခဲ့ဘူး ဖရာရဲ့လူတော်ကိုမလိုက်လျှောက်ခဲ့ဘူးအဲ့ဒီစန့်ကျင်ဘက်ပြုတ်တဲ့အမှုရာကြောင့်သူပါလို့ရှင်ဒေဝရနတ်ဆိုတကက်စာတမဏဘဝကိုရောက်သွားတာချစ်တမိတ်ဆွေပေါ့တော့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာသည်ဖရာကိုယုံနယ်ပြောပြီးတော့နားထောင်ခြင်းမရှိဘူးဆိုရင်တော့တဲ့ကျွန်တော်တို့ကဆိုရှင်ဘာနဲ့တူလဲဆိုတော့စာဒံရဲ့ယုံကြည်ခြင်းနဲ့တူတယ်။နတ်ဆိုးရဲ့ယုံကြည်ခြင်းနဲ့တူတယ်တဲ့။ဒီနေ့ကျွန်တော်အားလုံးပါဆိုရှင်နတ်ဆိုးရဲ့ယုံကြည်ခြင်းနဲ့တူရင်တော့တင်တော့ရဲ့အသက်တာဒီဖရာဘက်တော့မှမကယ်နိုင်ဘူး။ ကိုပါကဲပါပြောရင်လည်းပဲမကူနိုင်မရှူနိုင်တဲ့ဘဝကိုတင်ရောက်มาဖြစ်တယ်ထစ်တယ်မိစေပေါ့နော်ဒါကြောင့်ထိုကဲတော်တော်ယုံကြည်သူဟာလူမိုက်ဖြစ်တယ်တမန်ကျမ်းစာထဲမှာเนาะဒါတမန်ကျမ်းစာမှာဖော်ပြထားတယ်။နောက်ဒီနေ့ကျွန်တော်တို့ရတက်တော်မှလို့ရှင်ဖယားကိုယုံတယ်ပြောပြီးတော့နားထောင်ခြင်းမရှိဘူးယုံတာယုံတယ်မိမိကိုယ်တိုင်ကမခုံဘူးမိမိကိုယ်တိုင်ကဘာမှကြင့်ဆောင်ခြင်းမရှိဘူးဖယားတို့တော့ကိုလိုက်လျှောက်ခြင်းမရှိဘူးကိုယ်တဘောကိုယ်မနောကိုယ်ထင်ရဆိုင်နေတဲ့ဘဝကြီးမှာရှင်းတတ်နေတယ်ဆိုလို့ရှင်အဲ့ဒီလူကဘာနဲ့တူလဲဆိုလူမိုက်တယ်ချစ်တယ်မိစေပေါ့နော် ဒီနေ့ဓာတ်ကင်ပြီးတော့သူများကိုလိုက်ပြီးတော့ရန်ကားတဲ့သူသူများကိုလိုက်ပြီးတော့ပြစ်တဲ့သူတဲ့ဒီနေ့ကျင်လာတော့ရှင်ဖရားရဲ့ရှေ့တော်မှာလူမိုက်ဖြစ်နေသလားဆိုတော့ဒီနေ့ကိုတိုင်ကစဉ်းစားဆင်ခြင်ဖို့သူတစ်ပါးကိုလက်ညှိုးထိုးပြီးတော့လူမိုက်လို့ပြောတာတဲ့ဒီနေ့တင်းကိုတိုင်ကလူမိုက်ထဲမှာဖြစ်နေသလားဆိုတာကိုယုံကြည်သူလူမိုက်ဖြစ်နေသလားเนาะဒီနေ့ချက်တဲ့မိတ်ဆွေပေါ့တော့ယုံကြည်သူလူမိုက်ဟာတကယ်အစိုးရကအစိုးလူမိုက်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာထဲမှာဖော်ပြထားတာတွေ့ရတယ်။အဲရှင်ရကုတ်ခိုင်းနှစ်ပိုင်းက20နှစ်ကိုကြည့်တဲ့အခါမှာလည်းပဲ ဘယ်လိုဆက်ပြီးတော့ဖော်ပြရလဲဆိုတော့ယုံကြည်ခြင်းသည်အကျင့်နဲ့ယုံကြည်ခြင်းသည်အကျင့်နဲ့အတူပြုပြင်၍အကျင့်အားဖြင့်စုံလင်သည်ကိုသိမြင်၏။ဒါဒီနေ့ယုံကြည်ခြင်းကနားထောင်ခြင်းအားဖြင့်ဒီနေ့ကျွန်တော်အားလုံးကလုံးဝပြည့်စုံကုန်လွန်ခြင်းခံစားရမှာဖြစ်တယ်။ပြေဝါစုံလင်ခြင်းခံစားရမှာဖြစ်တယ်။ယုံကြည်ပြီးတော့ကျွန်တော်လိုက်လျှောက်တယ်နားထောင်တယ်ဆိုရင်သင်ဟာလွတ်မြောက်ခြင်းခံစားရမှာဖြစ်တယ်။ ယုံကြည်တယ်ပြောပြီးတော့ကျွန်တော်ကနားထောင်လိုက်လျှောက်ခြင်းမရှိဘူးဆိုရင်သင်ဟာလုံးဝဆုံးရှုံးခြင်းတဲ့ကိုလုံးဝရောက်ရှိမှာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်အားလုံးကလွတ်မြောက်ခြင်းလားဆုံးရှုံးခြင်းလားကိုယ်တိုင်ရွေးချယ်ပါ။လွတ်မြောက်ခြင်းကျွန်တော်ဘာလုပ်ရမလဲ။ယုံကြည်ရမယ်။ယုံကြည်သင်ဘာလုပ်စပါဆက်လုပ်ရမလဲ။ဘုရားရဲ့စကားကိုနားထောင်ရမယ်။ဘုရားစကားကိုနားထောင်ရင်ယနေ့လောကရဲ့အပြစ်နှုန်အိုင်တွေကနေမှလွတ်မြောက်အောင်ကယ်တင်ပေးတော်မူတဲ့လွတ်မြောက်ခြင်းခွင့်ပေးတော်မူတဲ့ဘုရားသခင်ရဲ့ယင်ကြီးတော်မှာကျွန်တော်အားလုံးကရောက်ရှိမှာဖြစ်တယ်။ ။ဒါဒီနေ့ကျွန်တော်ရသက်တာမှာဆိုရှင်ယနေ့ကိုယ်တိုင်ကဆိုရှင်ပြန်လဲပြီးတော့စင်စားစင်ကျင်စင်ကျင်တုံတရားကင်းမဲ့တဲ့သက်တာနဲ့မရှင်တန်မိဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်။ဒါရှင်ဟာကိုယ်ခိုင်းနှစ်ပိုင်းကနေဆက်လေးကိုကြည့်တဲ့အခါမှာလူဟာယုံကြည်ခြင်းအားဖြင့်တာမို့ပဲနဲ့ကိုယ်ကျင့်အားဖြင့်ဖြောင်းမရသောရောက်တယ်ဆိုပြီးတမာကျမ်းသာကဖော်ပြထားတာကိုတွေ့ရမယ်။ဒါရှင်ဟာကိုယ်ခိုင်းရင်နှစ်ပိုင်းကနေဆက်တဲ့လေးကိုကျွန်တော်ဖတ်ပြချင်တယ်နော်။လူဒီယုံကြည်ခြင်းအပြည့်သာဖြောင်းမရသောရောက်တည်မဟုတ်အကျင့်အပြည့်ရောက်တည်ကိုတင်တော့သိမြင်ကြ၏ ီနေ့ချက်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကအကျင့်ဆိုတာပညာတော်ဆယ်ပါးတိုင်းတစ်ခါတဲ့ meditation တွေလုပ်ပြီးတော့တစ်ခါတော့ရှင်လုံးဝအဲ့တိုင်ကျင့်နေဖို့မဟုတ်ဘူးဒီနေ့ဖျားကိုရှုံရင်ဖျားစကားနားထောင်တယ်ဖျားရဲ့လူတော်ကိုလိုက်လျှောက်တယ်အဲ့ဒါငါကျွန်တော်အတွက်ကောင်းမြတ်စုံနေခြင်းတကယ်ပဲတကယ်ဖြောင်းမရတော့ရောက်တယ်ဆိုတာပြောရတကယ်ပဲတွေ့ရမှာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ကြောင်းမတယောက်စီကြောင်းမတို့ရှင်ပါပြရမလဲဆရာသမားစကားကိုနားထောင်အောင်ပါဖြစ်လေဆရာစကားကိုအမိတကယ်ပြုပြီးတော့ဘဝကိုအောင်မြင်အောင်လုပ်နေတဲ့ကြောင်းသားဟာ ဆရာစကားကိုနားမထောင်ရင်အောင်မြင်မလားချစ်တဲ့မိတ်ဆွေပေါင်းတို့သားသမီးရလို့ရှင်အိမ်မှာတကယ်ပဲကြီးထွားရှင်တန်ပြီးတော့အောင်မြင်ခြင်းနဲ့ကြီးထွားခြင်းနဲ့ဆိုဘာဖြစ်လဲမိမစကားကိုနားထောင်အောင်ပါလေဒါကြောင့်မိမစကားကိုနားထောင်တဲ့သားသမီးရလို့ရှင်အောင်မြင်တယ်ကြီးထွားတယ်တကယ်ပဲတိုးတက်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ဒါဒီနေ့ကျွန်တော်ရတက်တာမှာလို့ရှင်လည်းပဲဖခင်သားသမီးတွေဒီဘုသူစကားနားထောင်အောင်မလဲဖခင်စကားကိုနားထောင်အောင်မယ်ဖျားစကားကိုနားထောင်ရင်ကျွန်တော်အားလုံးဒီဘဝမှာပြည့်စုံကုန်လို့ချင်းလုံးဝခံစားရမယ် ဖရားစကားကိုနားမထောင်ရင်တော့ကျွန်တော်အားလုံးကဘယ်တော့မှဖြောင့်မရတော့လည်းပဲရောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ရှာကောက်ခိုင်းနှစ်ပိုင်းငွေ20ကိုကြည့်တဲ့အခါမှာကိုကျင့်ကင်းသောယုံကြည်ခြင်းကအကျိုးမရှိ အကျိုးမရှိသောယုံကြည်ခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကကိုကျင့်တရားကိုကျင့်တရားကင်းမဲ့တဲ့ယုံကြည်ခြင်းဟာဆိုရင်အကျိုးမဲ့တဲ့ယုံကြည်ခြင်းဖြစ်တယ်ယုံကြည်သူဟာဘုရားရဲ့စကားကိုနားထောင်ရင်ဘုရားသားသမီးပီတဆိုတဲ့ကိုကျင့်တရားမွန်မြတ်ပြီးတော့တိတ်ခတ်တမာတိရှိဖို့ရန်အတွက် အလုံးမပြီးရည်ကြည့်တယ်ဆိုတော့တမချန်သာကဖော်ပြထားတယ်။ဒါရှင်မသက်ခရစ်မန်ခန်းကြီးခုနှစ်ပိုင်းငယ်ဆက်နှစ်ကိုကြည့်တာမှာခရစ်တော်ကိုယုံကြည်သူတိုင်းကယ်တင်ခြင်းတို့မရောက်ဘူးဆိုပြီးတော့ဖော်ပြထားတာကိုတွေ့ရမယ်။ဒါယုံကြည်ပြီးတော့နားထောင်သူများသာလင်ကယ်တင်ခြင်းတို့ရောက်မှာဖြစ်တယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါဒီနေ့နောက်ဆုံးကြံ့ကြံ့လေးကိုဖော်ပြခြင်းနော်။ရှင်မသက်ရှင်မသက်ခရစ်မန်ခန်းကြီးခုနှစ်ပိုင်းငယ်ဆက်နှစ်နော်တေချာဖော်ပြထားတဲ့ကြံ့ကြံ့လေးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ဒီချမ်းချက်လေးကိုချစ်တတ်မိတ်ဆွေနှလုံးသွင်းပြီးတော့တကယ်ပဲမိမိရဲ့ဘဝသက်တာမှာယုံကြည်သူတယောက်အနေနဲ့ဘလို့အသက်ရှင်ရမလဲဆိုတာကိုတမချမ်းသာနောက်ဆုံးချမ်းချက်လေးနဲ့ဆက်လိုက်ပြီးတော့ကျွန်တော်အားလုံးဝิญญခွန်အားတိဆောက်ကြရအောင်ဒါဒီနေ့ရှင်မသက်ခရစ်မင်ခန်းကြီးခွန်နေပိုင်ငယ်ဆက်နေပါလို့ရှင်တင်တော့ဒီကိုနိုင်သူတပားပြုစီလို့သမ ्या အတိုင်းသူတပား၌ပြုကြလောဤပညာကပညာတိချမ်းစာနှင့်အနာဂတ်တိချမ်းတို့ဤအချုပ်ချပင်ဖြစ်တည်းချစ်တတ်မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ ခရစ်တော်ကိုယုံကြည်သူတိုင်းကကယ်တင်ခြင်းသို့မရောက်နိုင်ဘူး။ဘာကြောင့်လဲ?ယုံကြည်ပြီးတော့နားထောင်သူများသာကယ်တင်ခြင်းသို့ရောက်ကြမှာဖြစ်တယ်။နော်။ယုံကြည်သူတိုင်းကယ်တင်ခြင်းသို့မရောက်နိုင်ဘူး။ယုံကြည်တယ်ဆိုရင်ယုံကြည်သူတိုင်းကတော့ရှင်တော့နားထောင်မှသာလျင်ကယ်တင်ခြင်းရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သင်တို့ရဲ့အသက်တာမှာမိမိကိုယ်တိုင်ကရယူလိုချင်တဲ့ကယ်တင်ခြင်းစုစည်းစုဖခင်ကပေးခဲ့ပြီးပြီ။ အဲ့ဒီကဲတင်ခြင်းစုဂျေစုတကယ်ရရှိဖို့ရန်အတွက်ဒီယနေ့သင်သည်ဘုရားရဲ့စကားကိုနားထောင်ပြီးတော့ဘုရားရဲ့အလိုတော်ကိုလိုက်လျှောက်ခြင်းအပြင်ရရှိမှဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကိုယုံကြည်ဘုရားရဲ့စကားကိုနားထောင်ပြီးတော့ဘုရားရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်တဲ့ဘုရားသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ခြေတမိတ်ဆွေများအားလုံးပါဘုရားကောင်းချီးချပေးပါစေ။